ားလုံးပဲမင်္ဂလာပါဒီနေ့တစ်ချိန်ဒီမှတ်သင်ခန်းစာကတော့အခန်း၄လေ့ကျင့်ခန်း၄သမားတိကနံပါတ်၁ရဲ့နေ့ရဖြစ်ပါတယ်ခန်းမြမှာကျတော့ဒီလိုဘာသင်ရမလဲဆိုရင်အမြောက်ပုံစံကြီးရယ်စာဝင်းခွဲနည်းများစီရေးပြရမှာပါနော်နံပါတ်၁မှာဆိုလို့ရှိရင်ဒီလိုကအောက်ပါတို့ကူးရေးစာဝင်းကွက်လက်ဖြစ်ပါပါနော်အဲ့ဒါကျတော့စာဝင်းခွဲပြီးရမှာပါအဲ့ဒီရင်ကျတော့ဒီမှာကဝင်းနံမှာကဆိုဆက်နေပေးထားတယ်ရှေ့မှာက၂၄ဒါဆိုရင်အဲဆက်နေနေ၂၄ဖြစ်တဲ့အတွက်ဝင်းရဲ့နောက်မှာနှိပ်ရေးပါမယ် ပြီးတော့ရှေ့ရခွေးထဲမှာအားရှိရပါတော့ဒါကြောင့်မို့သူကအားနှစ်ထပ်ကိုတစ်ထပ်ထိုးလိုက်တော့တစ်ထပ်ကျန်ပါတယ် S ကလည်းဒီလိုရှိမှခွေးထဲမှာပါယူရတယ်ဆိုအားတစ်ထပ်တည်းဆိုတော့ရှေ့ရခွေးထဲမှာပါယူရတယ်ဆိုတော့နောက်မှထည့်ဖြစ်စရာမရှိဘူးဒါပေမဲ့နောက်မှပါရှိမယ်ဆိုရင်တူအားပါနောက်ခွေးထဲမှာတူအားထည့်မယ်ဒါပေမဲ့ကျတော့ရှေ့ရခွေးမှာရှိတဲ့စနစ်ရဲ့နောက်ကရှိခွေးထဲမှာရှိတဲ့အနည်းနဲ့ပြင်ပြလိုက်တော့မှစနစ်နိုင်နဲ့ဆက်လိုက်ရပါမယ်အားနဲ့အားနဲ့ပြင်ပြအောင်အားစကွဲပြင်ရပြီးတော့ h ကရတလုံးနဲ့ပြည့်တော့တဲ့ခြေလုံးမှာတလုံးနဲ့ရပါမယ်နော်ဒီလိုဒီကွင်းနှစ်ခုကိုပြင်ပြတဲ့အခါမှာခြေလုံးက เนาะอันนี้เมโกเป็นทุกข์เปลี่ยนได้มาဖြစ်ပါတယ်ရက်ကဝင်มาได้ไตมาเว้ย51เนาะ51 8 to the power 4 y square y z square ป่ะเนาะไอ้นี่มาตัวဒီအရင်ဆုံးဘုံထုတ်တာကပါလဲဆိုရင် -17 เนาะအဲ့ဒါ51ဆိုတာကသူကအဲစက်ခွန်အဲ့ဒါဆိုတာစက်ခွန်3ညပေါ့နော်အဲ့လို3ညဒီမှာဆိုတော့အပေါင်းဖြစ်တဲ့အတွက်အနှုတ်နှုတ်ခုဖြစ်ရမှာဒီမှာအနှုတ်စက်ခွန်လောက်ရတဲ့ဖြစ်တဲ့အတွက်ကျတော့နောက်မှာအနှုတ်3ကျန်နေပေါ့နော် အနောက်ဆုံးကျန်မယ်။ဒါမှအဲ့တော့ a square လောက်ထားရကျတော့ a ထက်ကျန်မယ်။ y square y square z square z square ဘုံဒီဝင်ရရှိမှရောက်နေပြီ။အရှိအဝင်းထဲမှာဘုံရောက်နေပြီ။ဆိုတော့နောက်ကဝင်းထဲမှာရရမှာက -3 a square ဖြစ်ပါတယ်။အဲ -17 နဲ့ -3 ပြင်ရတဲ့အခါမှာ +51 ရပြီးတော့အိန္ဒြေနဲ့အိန္ဒြေနဲ့ရတဲ့အခါမှာ8ရရပါပဲ။ဒီကြရင် y နဲ့တက်ဇနတက်ကတကယ်ပဲပြင်ရပါတော့နော်။ဒါပေမဲ့ခွဲထုတ်ရတာကသူပေးထားတဲ့တကွင်းကိုကျတော့နော် ပြောရမယ်ဆိုလို့ရှိရင်เนาะရှင်းမှာပြထားရဲ game တွေကနေပြီးတော့ရှင်းရတဲ့ဘင်းကိုเนาะအဲပြထားရဲ့ game ကိုရှင်းရတဲ့ဘင်းနဲ့စားလိုက်လို့ရှိရင်ဆိုတော့နောက်ကတဘင်းရတယ်ပေါ့နော်အဲအဲ့အဲ့လေးပြောချင်တာပါစာဝင်းခွဲတာပေါ့နော်ဒီเนาะ chat 1 1 o a square b square c ကျတော့ဆိုတော့စနစ်ယူထားရဖြစ်တယ်ပြတရားရှိကိုဆိုစနစ်နဲ့စားတဲ့အခါမှာเนาะစနစ်6ဒီတရားရှိတယ်ဆိုရင်အဖြေက6ရောရပြီပေါ့နော်6ရပြီ အင်းတစ်ထပ်မှာအီးတစ်ထပ်ရဆိုအီးတစ်ထပ်ကျင်မယ်ဘီနှစ်ထပ်မှာလည်းဘီတစ်ထပ်ရတော့ဘီတစ်ထပ်ကျင်မယ်စီသုံးထပ်မှာစီတစ်ထပ်ကျင်တော့တဲ့စီနှစ်ထပ်ကျင်မယ်နော်ဒါပေမဲ့ဖြေက 9abc square ဖြစ်ပါတယ်နော်အဲ့ဒီ10 108a square b square c2 ကိုစာရင်းခွဲရတာမှာ 12abc နဲ့ 9abc square ဆိုရွေးရပါတယ်နော်ဒီမှာနံပါတ်ကကြီးကိုကြည့်ပါမယ်နံပါတ်ကကြီးမှာက -20 ကိုအဲ p2 အဲ q4 ပေါ့နော်ဒါဆိုရင် ငါညက်ပြန်နေဖြစ်တယ်လဲကျူက9လေး20နော်9လေး20ဆိုတော့9ကိုထူတော့4ကျန်မယ်အဲ့4ကကြပါလေးလဲဆိုတော့ minus 4ပါဟုတ်ဘူးလားဆိုတော့အနှုတ်ကအနှုတ်ပါရတဲ့အတွက်ဆိုအနှုတ်တစ်ပင်းအပေါင်းတစ်ပင်းပြရမယ်နော်ဒါကြောင့်မို့ဆိုတော့အနှုတ်ရေးလဲယူလိုက်မယ်အနှုတ်ကို6မှယူပြီးတော့အပေါင်းက9ယူတယ်ပြီးသုံးထပ်မှပြီးတစ်ထပ်ကြာပြီးတစ်ထပ်ကျော်ပြီးပြီးနှစ်ထပ်ကျန်မယ်ကျူ၄ထပ်မှကျူနှစ်ထပ်ကုန်ယူလာလို့ရှိရင်ကျူနှစ်ထပ်ကျန်မယ်နော်ဒါဆိုရင် -4 b² 2² ဖြစ်ရပါတယ် နမကမှာကျတော့ 42UQB W square ပေါ့နော် W square အဲ့ဒီမှာတော့ဘယ်ထဲမှာ minus 6ကိုရေးထားပြီးတဲ့ကျော်က6 6ရှိလေ၄ချက်မြစ်ဆိုတော့ကျတော့ဘယ်ထဲမှာ minus 8ဖြစ်ပေါ့6 9နဲ့၄ချက်မြစ်ပေါ့နော်6ခု၄၄ချက်နေဖြစ်တဲ့ကျွာဘယ်နဲ့မှာ -7 နဲ့ -7 နဲ့ဆိုရင်၄ချက်နေရမှာမဟုတ်ဘူး -7 ယူမယ်ဒီသုံးတရရဲ့ unit set ကိုယူရင်ဒီတစ်ချက်ကျန်မယ် v ကတော့ယူပြီးသွားပြီဆိုတော့ရှိတော့မကျန်တော့ဘူးเนาะ ဆိုတော့နှစ်ရက်နှစ်ရက်တည်းက one w နှစ်ရက်တည်းက w တစ်ချက်ကိုယူရတော့ w တစ်ချက်ကျန်တာနော်ဒါဆိုရင်အဖြေက -7 u b ဖြစ်ပါတယ်နော်ဒါဆိုရေသုံးတက်ကိုယူတဲ့ယူရတစ်ချက်ကျန်တယ်နော် b b ကတော့တစ်ချက်လုံးယူရပြီတစ်ချက်ပဲရှိတာတစ်ချက်ကိုယူရတဲ့အတွက်မရှိတော့ဘူးနော် w နှစ်ချက်မှာ w တစ်ချက်ယူရတဲ့ w တစ်ချက်ကျန်ပါတယ်နောက်ပြီးတော့စာလုံးပါနော်စာလုံးမှာကျတော့ sip left 42အဲ့ဒီမှာသူကနှစ်ကိုပုံထုတ်တာနှစ်ကိုခွဲလိုက်တာနော်နှစ်ကိုခွဲတဲ့အခါမှာ 6p မှာနှစ်ကိုခွဲလိုက်ရပါကျန်တော့ဆို 3p ကျန်တယ် ဖိုးကျူမှာကျတော့သူ့အမိကိုဘုံလိုက်ပြန်မှာနှစ်နယ်လေးလေးပြည့်တယ်နှစ်ကျင်တယ်နော်ဒါကြောင့်လို့အဖြေက 3D black 22အဲ့ဒီ 3D black 22ကိုကျိုးရှေ့ကနှစ်နဲ့ပြန်ပြီးစားတဲ့ပြန်ပြီးမျှောက်ကြည့်လိုက်လို့ရှိရင်ဒီစာလုံးရဲ့ဘေးရတော့ဒီပုံစံရပြန်ရတယ်ပေါ့နော်ဒါက1 3 4 6 6B ရပြီးတော့နှစ်နယ်လေးကလေးဖိုးကျူပြန်ရပါတယ်ပြန်မျှောက်ကြည့်တော့ဝင်းနှမှုကိုကြားလာလိုက်ဝင်းနှမှုကိုပြန်ပြကြည့်လို့ရှိရင်ရှေ့ကပြန်ရတယ်ပေါ့နော်စားလင်ရကြ AB+3 ရေမှာသူက A ကိုပုံထုတ်ထားတယ်ဒါကြောင့်မို့ ။ဒါကြံလဲဆို AB မှာ A ကိုဘုံလို့ရင် B ကြံပြီးတော့ 3A မှာ A ကိုဘုံလို့ရင်3ကြံပါလေ။ဒါကြောင့်မို့ဆိုတော့ B plus 3ပါ။စလိုက်ပြီးတော့ဇာခွဲပေါ့နော်။ 3C minus 3D မှာဆိုတော့3ကိုဘုံလို့တာဖြစ်တဲ့အတွက် 3C မှာ3ကိုဘုံလို့ရင် C ရမယ်။ 3D မှာ3ကိုဘုံလို့ရင် minus D ကြံမယ်ပေါ့နော်။ဒါကြောင့်မို့ဆိုတော့ C minus D ရပါလေ။ဒါကြွေးပြီးတော့ဈာမြင်ရပါဈာမြင်ရမှာကြတယ်လေ -4p2 8p မှာ 4p ကိုသူကပုံထုတ်တာဖြစ်ပါတယ်ဒါကြောင့် 4ဘီကိုပုံရရင် minus 2ကျန်ပြီးတော့ plus 8ဘီမှာ4ဘီကိုပုံရတဲ့အခါမှာ2ကျန်ပါတယ်ဒါကြောင့်အဖြေက2 minus 2ဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကနောက်တစ်ခုကကျတော့ညပါညကကျတော့ abc minus abg မှာသူ ab ကိုပုံထုတ်တာဖြစ်တဲ့ abc မှာ ab ကိုပုံထုတ်ရင် c ရပြီးတော့ abg မှာ ab ကိုပုံထုတ်ရင် minus d ရပါတယ်ဒါကြောင့်အဖြေက c minus d ဖြစ်ပါတယ်နော်ဒါကြောင့်ကျတော့နံပါတ်1ကိုသွားပါမယ်နံပါတ်1မှာကျတော့အောက်ပါကိုဆောင်းရင်းခဲ့ပါတယ်နော် ဲ့ဒီမှာနမကကြီးမှာဆိုရင် 7/a a-2 2 a-2 ရပါတယ်အဲ့ဒီမှာကျတို့က a-2 က2လာဖြစ်တဲ့အတွက်ကျတို့က a-2 တခုလည်းစုရဲ့လိုက်ပါတော့နော်အဲ့တော့ဒီဘယ်နဲ့မှာပါကြံလဲဆိုရင်ကျတို့ a-2 တွေကိုပုံလိုက်တဲ့အခါမှာဒါထဲမှာ 7/a နဲ့2နဲ့ကျန်ပါတယ်ဒါကြောင့်မို့ရှေ့ရခွေးနဲ့မှာကျတော့ 7/a+2 စုရဲ့ရပါတယ်နမကကြီးမှာဆိုရင်7 a a 2 2 a-2 2 a-2 ရပါတယ်အဲ့ဒီမှာနမကကြီးမှာဆိုရင်ကျတို့က a-2 တခုလည်းစုရဲ့လိုက်ပါတော့နော်အဲ့တော့ဒီဘယ်နဲ့မှာပါကြံလဲဆိုရင်ကျတို့ a-2 တွေကိုပုံလိုက်တဲ့အခါမှာဒါထဲမှာ 7/a နဲ့2နဲ့ကျန်ပါတယ်ဒါကြောင့်မို့ရှေ့ရခွေးနဲ့မှာကျတော့ 7/a+2 စုရဲ့ရပါတယ်နမကကြီးမှာဆိုရင်ကျတို့က a-2 တခုလည်းစုရဲ့လိုက်ပါတော့နော်အဲ့တော့ဒီဘယ်နဲ့မှာပါကြံလဲဆိုရင်ကျတို့က a-2 တွေကိုပုံလိုက်တဲ့အခါမှာဒါထဲမှာ 7/a နဲ့2နဲ့ကျန်ပါတယ်ဒါကြောင့်မို့ရှေ့ရခွေးနဲ့မှာကျတော့ 7/a+2 စုရဲ့ရပါတယ်နမကကြီးမှာဆိုရင်ကျတို့က a-2 တွေကိုပုံလိုက်တဲ့အခါမှာဒါထဲမှာ 7/a နဲ့2နဲ့ကျန်ပါတယ်ဒါကြောင့်မို့ရှေ့ရခွေးနဲ့မှာကျတော့ 7/a+2 စုရ တကွင်းကိုတကွင်းမှာထုတ်လိုက်မှာပေါ့နော်တူလာဖြစ်တဲ့အတွက်ဒီလိုဘုံထုတ်လိုက်မှာဖြစ်တဲ့အတွက် h tan square plus 1ကျန်ပါတယ်ဒါပြင်ဘာကျန်လဲဆိုရင် h square plus 1တွေကိုဘုံထုတ်လိုက်တဲ့အခါမှာရှေ့မှာက2ရံကျန်ပြီးတော့နောက်မှာ3ကျန်ပါတယ်ဟိုကနံပါတ်ကငယ်တဲ့အတိုင်းပဲ y y into a plus bb နဲ့ minus 3x into a plus 3b ဖြစ်ပါတယ်အဲ့ဒီမှာ a plus 3b ကနှစ်ကွင်းလုံးနှစ်ခုလုံးပါနော်ဒီအနှုတ်ရရှေ့နဲ့နောက်ကမှာပါရအတွက်ဒီလိုကအေးပလတ်3ဘီကိုပုံထုတ်လိုက်မယ်ဒါဆိုရင်ဘေးထဲမှာပါကြံမယ်ဆိုရင် y 3h ကျန်ပါတယ်နော် ။ဒါငယ်ပြောကြလို့ကာကြီးပါ။ကာကြီးမှာဆိုရင် t2.into(s+5) နဲ့နော် 7into(s+5) ဆိုရေးရှိပါတယ်။ဒါပြင် s+5 2လာဖြစ်တဲ့အတွက်ဒီလိုတခုလေးပြအောင်ပုံထုတ်လိုက်မယ်။ဝင်ထဲမှာပါကျင်လဲဆိုရင် t2+7 ကျင်လာတယ်။ကာကြီးပြီးတော့ငါပါ။နောက်မှာကြတော့ 5c into h square a2 b ပေါ့နော် minus နောက်မှာ a2 b အစဉ်အနောက်ကဂွင်းရဲ့ a2 b ပါတယ်ပါကြတယ်ပါရတယ်ရှိမှပြီးတော့ဂွင်းရဲ့ရှိမှ1ရှိပါရဲ့ ။ဒါကြောင့်မို့ကြတော့ A2 plus B ကိုဝင်ရတဲ့အခါမှာရှေ့မှာပါကျနေတယ် 5C minus 1နဲ့ကျင်ပါတယ်။ငါကြည့်ရစာလုံးမှာစာလုံးမှာဆိုရင် A plus 2 into A plus 3B နဲ့ minus 5 into 3 plus A ဖြစ်ပါတယ်။အဲ့ဒါကြည့်တော့ BB plus A ကိုပြန်ပြီးဆီလို့ရတယ်။ A plus 3B ကိုပြန်ဆီရင်သူပဲသူအပေါင်းဖြစ်တဲ့အတွက်ရှင်းတဲ့နောက်နဲ့ချင်းလို့ရပါတယ်။ဒါဆိုရင်ကျွန်တော် 2Y ပေါ့နော်။ 2Y ဆိုတော့ကျွန်တော် A plus 3B ကိုပုံလိုက်တဲ့အခါမှာဝင်တဲ့မှာက2 minus 5 A ကျင်ပါတယ်။ဟုတ်ပြီနော်။ ဆက်လုံးပြီးတော့စလိမ့်မှာစလိမ့်မှာတဲ့အတိုင်းပဲ2 age into 6b plus 5d နဲ့နောက်မှကျတော့လဲ 6c plus 5d ဖြစ်ပါတယ်ဒါကြောင့်မို့ CC black 5ဒီကိုခြေတော့ဂွင်းခတ်လိုက်မယ်သူရဲ့ဂွင်းရရှိမှာဖြစ်ထားလိမ့်မယ်ပေါ့နော်။ဒါသလိုရှိရင်ဒီ CC black 5ဒီကချင်းချင်းတူအားဖြစ်တဲ့တဲ့ CC black 5ဒီကိုခုလည်းပုံထုတ်လိုက်မယ်။အပြင်နောက်ထပ်ကျန်တဲ့ဟာကနော် 2H နဲ့ +1 နဲ့ကျန်တယ်။အဲ 2H နဲ့ +1 ကိုတခါဂွင်းတစ်ခုနဲ့မှာထားလိုက်ပါမယ်။ စလင်မျိုးစားခွဲပါဇာခွဲမှာတဲ့အတိုင်းပဲ 4a into 5a minus 1 minus 5a plus 1အဲ့ဒီ minus 5a plus 1ကိုဇီရိုကဂွင်းခတ်လိုက်တဲ့အခါမှာပြည့်ရရှိမှာ minus 1ဖြစ်တဲ့တော့ဂွင်းရဲ့လက္ခဏာဖြစ်တဲ့အပေါင်းတစ်ကအနုတ်တစ်ဖြစ်သွားပါမယ် minus 5ကဆိုတော့ plus 5ဖြစ်သွားမယ်အဲ့ဒီတော့ဂွင်းရဲ့ရှိမှာအနုတ်လက္ခဏာထားရတဲ့ပါနော်ဂွင်းရဲ့ရှိမှာအနုတ်လက္ခဏာထားရင်ဂွင်းရဲ့လက္ခဏာကိုပြန်ပြောင်းလို့ရရပါနော်ဒါကြောင့်မို့ 5a minus 1ကနော် ဲတူအားကြီးဖြစ်တယ်ဗျာကျွန်တော် green နဲ့အဲဘုံလို့လိုက်မှာပေါ့နော်5 in minus 1ဘုံလို့မယ်ဒါဆိုရင်ကျန်တဲ့7 4h နဲ့ minus 1ကိုကျတော့ green green နဲ့မှာရေဝထည့်လိုက်ပါမယ်နောက်တစ်ခုကဇာမြင်ဆဲပါဇာမြင်ဆဲမှာလဲ 7a+5+4y 7a+5 ဖြစ်ပါတယ်ဒါဆိုရင်ရှိက 7a+5 ကိုဝင်ခတ်ပြီးတော့ရှိမှာတစ်နော်တစ်ထားလိုက်မယ်ဝင်ရရှိမှာတစ်ရှိရပါနော်ဒါဆိုရင်ကျွန်တော်တူအားပြီး 7a+5+5 ကိုဒီအရင် ပို့ထုတ်လိုက်မယ်ပြီးကြရင်ကြံတဲ့1 plus 4 1ကိုဒီတိုင်းဒီနဲ့မှပြင်ရေးလိုက်ပါမယ်နောက်တစ်ခုကကျတော့အဲ 5x 3d plus 2c နဲ့ minus 6y 2c plus 3d အဲ့ဒါကျတော့ဘာလို့လုပ်ရလဲဆိုရင်နော်ဟိုကရှေ့က 3d plus 2c ကို 2c plus 3d လို့ပြန်ပြလိုက်ပါမယ်နော်ပြန်လို့ရှိရင်ကျတော့ 2y ပေါ့နော်ညီ y ညီ y ဖြစ်တဲ့ကျတော့ 2c plus 3d ကိုတစ်ခုတည်းပုံထုတ်လိုက်မယ်ကျန်တဲ့58 6y ကိုလည်းခွင်းတစ်ခွင်းနဲ့မှာကျတော့ထည့်လိုက်ပါမယ် ော်။ဒါဆောင်ရင်းခွဲရတော့ရိုင်းမထက်ပါဘူးနော်။ဒီကြားလေးကြည့်လို့ရှိရင်လည်းပါတယ်။အပြင်နေ့ကတော့နေ့ကျင်ကဒေသမတစ်ကနံပါတ်10နဲ့နေဖြစ်ပါတယ်။အဆုံးမိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။